ဧပြီလ17ရက်2025တွင်တမဒဒေါ်နယ်ထရန်ဒီမက္ဆီကိုနှင့်နယ်စပ်တခြားရှိဖက်ဒရယ်မြေတချံကိုအမေရိကန်စစ်တပ်အားထိန်းချုပ်စေခဲ့သည်။ဤမြေကို Roosevelt Reservation ကိုခေါ်ပြီးအချက်ပေးငါ60ရှိသည်၎င်းဒီကယ်လီဖိုးနီးယား Arizona နှင့် New Mexico နိုင်ငံတို့အထူးကျေသည်။ယခုအခါတပ်စစ်တပ်သည်နယ်စပ်တံတားများစောင့်ရန်ကင်မရာများနှင့်ထောင်လင်းကြီးရများတပ်စီရန်နှင့်တရားမဝင်နယ်စပ်ဖျောက်ချသူများကိုဖမ်းဆီးရန်ဤမြေကိုတုံ့ပြန်နေပြီဖြစ်သည်။ ရည်ရွယ်ချက်မှာစည်ရည်အကူအညီဖြင့်နေဇက်ကိုပုံမလုံးချုံစီရန်ဖြစ်သည်ဤဆုံးဖြတ်ချက်သည်2025ခုနှစ်ဇန်နဝါရီတွင် Train A အရေးပေါ်အခြေအနေကြေညာချက်ကိုလိုက်နာခဲ့ပါသည်ထို့အချိန်ကတရားမဝင်လူမှုကြီးကြရေးသည့်နိုင်ငံကိုချင်းချောက်သည့်ကျူးကျော်မှုဟုခေါ်ပါသည်အမေအသေးတွင်စစ်တပ်သည်အင်အားအသုံးပြုမှုနှင့်ပတ်သက်၍ပုံမှန်စည်းမျဉ်းများကိုလိုက်နာရမည်ဟုဆိုသည်လိုအပ်ပါကကန်တာထိန်းထိန်းထားသောနေဇက်ဒီရမျိုးကိုစည်ရည်စုံများကဲ့သို့သဘောထားမည်ဖြစ်သည် တမ်တော်ဒီအခြေအနေကို45ရက်ကြာပနဦးစွာပြန်လည်သုတမည်ဖြစ်ပြီးထို့နောက်အမိမြင့်လုံချုံရေးဌာနနှင့်အကူအညီဖြင့်စစ်စင်ရေးများတိုးချဲ့သွားမည်ဖြစ်သည်ဥပဒေရေးရနှင့်လူဝင်မှုကြီးကြပ်ရေးကြောင့်တူတချို့ကစိုးရိမ်နေကြသည်အမေရိကန်ပြည်တွင်းရှိတရားဥပဒေစိုးမိုးရေးအတွက်စစ်တပ်ကိုအတုံးမပြူတင်းဟုပြတ်ထန်ထားသည့် Policy Commentators at မှချမှတ်ထားသောစီမံများကိုချိုးဖောက်နိုင်သည်ဟု၎င်းတို့ကပြောဆိုကြသည်ယင်းဒီစစ်တပ်နှင့်ရဲများကြားတွင်စီမံကိုမုံဝါးစေသည်ဟုစိုးရိမ်နေကြသည် ထွန်းအစိုးရကနေဇာထိန်ချုပ်မှုအပေါ်အာရုံစိုက်နေတော်လဲနေဇာဖျောက်ကျော်သူဦးရေကြဆင်းသွားပြီဖြစ်သည်၂025ခုနှစ်မလတွင်ရွှေပြောင်းနေတဲ့သူ9200သာဖမ်းမှုခဲ့ပြီး2024ခုနှစ်မလ3,900နဲ့နိုင်ရှင်လင်အယုံနေကြတော်ပြီဖြစ်သည်ဆိုလိုဒီမှာနေဇာဂျိုးပန်းမှုများသည့်အလုပ်ဖြစ်နေပြီဖြစ်သည်ထရန်ဆူရတဲ့မက္ကဆီကိုရှိမူစီခိုင်းများကို မောင်းတူမဲ့လေများဖြင့်တိုက်ခိုက်နိုင်သည်ဟုလဲပြောဆိုမှုများရှိသည် ဒါပေမဲ့စစ်တပ်ကိုတခြားနိုင်ငံမှာဒီလိုတတ်ခတ်မှုတွေလုပ်ခွင့်မရှိဘူးလို့ဖက်ဒရယ်ထဏချုပ်ကပြောပါသည်ဒိုဒိုလှုပ်ဆောင်ခြင်းနှင့်ပြင်းထန်သောတရားရည်ရာဆိုင်ရာနှင့်တရားတန်တမာရည်ရာပြဿနာများကိုဖန်တီးနိုင်သည်ချုံကိုကြည့်ရင်အဆူရသည်ကိရိယာများစွာကိုအသုံးပြု၍နေစားလုံချုံရည်ကိုအားကောင်းစေလိုသည်ဒါပေမဲ့ဒီအဆင့်တွေကဥပဒေကျင့်ဝတ်နှင့်တမတော်ရအခမ်းအနားနဲ့ပတ်သက်လို့မင်းကုန်ထုတ်စရာတွေပေါ်လာပါတယ်